်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုသာအာဆီယံနိုင်ငံခြားရေးဝင်ကြီးတွေအလို့ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလူတချို့သာပါဝင်နိုင်တဲ့ရွေးကောက်ပွဲကိုအာဆီယံနိုင်ငံခြားရေးဝင်ကြီးတွေကမလိုလားကြောင်းမလေးရှားနိုင်ငံခြားရေးဝင်ကြီးကပြောပါရယ်။အာဆီယံထိပ်သီးညီလာခံမစတင်ပြီးကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝင်ကြီးများအစည်းအဝေးအပြီးအလက်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုခဲ့တာပါအာဆီယံအနေနဲ့ဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတားဆီးနိုင်ခြင်းမရှိပေမယ့်အာဆီယံနိုင်ငံသားဝင်ကြီးတွေဟာအဲ့ဒီရွေးကောက်ပွဲကိုလွတ်လပ်မျှတပြီးအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်စေလိုကြောင်းမစ္စတာမိုဟာမက်ဟာဆန်ကပြောခဲ့ပါတယ်အော်တိုဘာ26ရက်ကနေ28ရက်ထိ3ရက်ကြာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်မရသလိုစစ်ကောင်စီနိုင်ငံသားရေးဝင်ကြီးလည်း အာဆီယံနိုင်ငံသားယူဝင်ကြီးများလည်းအစည်းအဝေးမှာတက်ရောက်ခွင့်မရပါဘူး။စေကောင်စီကနိုင်ငံသားယူဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန့်ဆုံးကိုဆီလွတ်ထားတာတွေ့ရပါတယ်။အာနာသိန်းစေကောင်စီအနေနဲ့အာဆီယံခေါင်းဆောင်တွေသဘောတူချမှတ်ထားတဲ့တူညီဆန္ဒ၅ရပ်ကိုအပြည့်အဝအကောင့်ထဲပေါ်ခြင်းမရှိတာကြောင့်မြန်မာနိုင်ငံကိုစားပြုအဖြစ်နိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိသူကိုစလိန် non political representative ကိုသာထိပ်သီးညီလာခံတဲ့နိုင်ငံသားရေးဝင်ကြီးအစဉ်အစည်းအဝေးတွေမှာတက်ရောက်ခွင့်ပြုထားပါတယ် စေကောင်းဆောင်မြောင်းလိုက်ဟာအာနာသိန်းပီစာ2021ဧပြီမှာအာဆီယံကောင်းဆောင်တွေအားလုံးတွေ့ဆုံဆွေးနွေးခွင့်ရတဲ့နောက်ဆုံးဖြစ်ခဲ့ပြီး2021ခုနှစ်နှောင်းပိုင်းကစလို့ထိပ်သီးညီလာခံ၉ချိန်ထက်မနည်းတက်ရောက်ခွင့်မရရှိခဲ့ပါဘူးဒီနေ့ကျင်းပတဲ့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးပြီးမှမလေးရှားနိုင်ငံသားရေးဝင်ကြီးကအာဆီယံရဲ့မြန်မာပြည်ငင်းချမ်းရေးအစည်းအစဉ်ထူညီဆန္ဒ၅ရက်ဟာအကောင့်တွေဖော်ဖို့ခက်ခဲတဲ့အရာမဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ် စစ်ကောင်စီအနေနဲ့အာဆီယံတူညီဆန္ဒ၅ရက်ကိုလိုက်နာကျင့်သုံးသင့်တယ်လို့လည်းမစ္စတာမိုဟာမက်ဟာဆန်ကတိုက်တွန်းခဲ့ပါတယ်။ဆက်လက်ပြီးရွှေကုတ်ကိုရဲ့အတီးကယင်းနှိမ့်မြုံနဲ့သူတရုတ်ဒူးစရိုက်ခိုင်းခေါင်းဆောင်ကိုတရုတ်ကိုပြန်လွှဲဖို့ထိုင်းစီစဉ်နေ။ရှီတီကျန်းဟာ VGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူနဲ့ပူးပေါင်းပြီးရွှေကုတ်ကိုစီမံကိန်းကိုအကောင့်ထည့်ဖို့ခဲ့တာဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တရားမဝင်လောင်းကစားဝိုင်းတွေအွန်လိုင်းငွေလိမ်ကြားဖြန့်ခိုင်းတွေရဲ့အမှားကန်ခြေကုပ်နေမြေအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရွှေကုတ်ကိုမျိုးတစ်စီမံကိန်းရဲ့အဓိကရင်းနှီးမြှုပ်နှံသူတရုတ်ဒူးစရိုက်ခေါင်းဆောင်ကိုတရုတ်နိုင်ငံစီပြန်လွှဲပေးဖို့ထိုင်းအာဏာပိုင်တွေကစီစဉ်နေပြီဖြစ်ပါတယ်။ရှီချီကျန်းဟာထိုင်းနဲ့နေဆက်နာကခရင်ပြည်နယ်ရဲ့မြောက်ဝတီမြို့နယ်တဲကရွှေကုတ်ကိုမျိုးတစ်ထူထောင်မှုမှာအဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။သူ့ရဲ့ရထိုင်းကုမ္ပဏီဟာ ခရင်ပြည်နယ်နေကြာဆောင်တက်ခေါင်းဆောင်ဘုံမူကြီးစောချစ်သူနယ်ပူပေါင်းပြီးရွှေကုတ်ကိုစီမံကိန်းကိုအကောင့်ထည့်ဖို့ခဲ့တာပါရွှေကုတ်ကိုအတွက်ရထိုင်းရဲ့ရင်းနှီးမြှုပ်နှံမှုဟာဘတ်925ဘီလီယံထက်မနည်းရှိတယ်လို့သိရပါတယ်စောချစ်သူနယ်ရှိကရွှေကုတ်ကိုကိုနေဆက်ကရင်းနှီးမြှုပ်နှံမှုမြို့တော်တဲ့အဖြစ်ညှို့ဆုပ်ခဲ့ပေမဲ့လက်တွေမှာတော့ကြားဖြန့်ရဲ့တရားမဝင်လောင်းကစားလုပ်ငန်းတွေကြီးစိုးရဒုစရိုက်ရုံဝန်ကြီးဖြစ်လာခဲ့ပါတယ် 2022ခုနှစ်ဩဂုတ်လ12ရက်နေ့မှာတော့ထိုင်းရဲတွေကဘန်ကောက်မြို့ပေါ်မှာရှိနေတဲ့ရှီကိုဖမ်းဆီးခဲ့ပါတယ်။သူ့ကိုနိုင်ငံတကာမှုခင်းတိုက်ဖျက်ရေးရဲတပ်ဖွဲ့အင်တာပိုက2022ခုနှစ်မေလကလေးကအလို့အရှိဆုံးစက်ရင်ဝင်အဖြစ်ဝရမ်းထုတ်ထားပါတယ်။ရှီကိုဘန်ကောက်မှာရှိတဲ့ခလောင်ပရန်ဗဟိုအချင်းထောင်ကြီးမှာထိန်းသိမ်းထားပါတယ်။2023ခုနှစ်မေလ25ရက်နေ့တုန်းကထိုင်းရဲရာဇဝတ်ခုံရုံးကအွန်လိုင်းလောင်းကစားမှုဆွဆွဲချက်တွေအတွက်အမှုရင်ဆိုင်ဖို့မိခင်နိုင်ငံတရုတ်စီ ပြန်လည်လွှဲပြောင်းပေးပြမယ်လို့အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့ရှီဟာကမ်ဘောဒီးယားနိုင်ငံသားအဖြစ်လည်းပူးတွဲခံယူထားတာကြောင့်သူရဲ့ရှေ့နေတွေကအဲ့ဒီအချက်ကိုထောက်ပြပြီးတရုတ်စီပြန်ပို့မယ့်ကိစ္စကိုအယူခံဝင်ကန့်ကွက်ခဲ့ပါတယ်။အခုသတင်းတပတ်မှာတော့ဒီအယူခံအတွက်နောက်ဆုံးဆုံးဖြတ်ချက်ကိုထိုင်းရဲ့အဖွဲ့အစည်းပေါ်အခြေခံဥပဒေရုံးကချမှတ်ပေးခဲ့ရမှာရှီကိုတရုတ်နိုင်ငံပြန်လည်ပို့ဆောင်လွှဲပြောင်းပေးခြင်းဟာဥပဒေကြောင့်အရချိုးချောင်းစီလျော်ပြီးအခြေခံဥပဒေပါစည်းမျဉ်းတွေကိုဖောက်ဖျက်မှုမရှိကြောင်းတတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့်လေရှိဟာတရားပေါက်တရုတ်စီပြန်လွှဲပြောင်းပြီးတာခံရတော့မှာပါ။ထိုင်းအချင်းဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒုတိယရေးမှူးကြီးပရာဝတ်ဝန်စီနှင့်ကတရားခံလွှဲပြောင်းရေးကိစ္စအတွက်လိုအပ်တာတွေစီစဉ်ဖို့နိုင်ငံသားရေးဝန်ကြီးဌာနရှင်းနေချုပ်ယုံတာဝန်ရှိသူတွေနဲ့ထောက်လျှောက်ညှိနှိုင်းလှုံ့ဆော်နေကြောင်းတရားခံရဲ့အရေးပါမှုကြောင့်အခုကိစ္စကိုတောင်းဆိတ်အောင်စီမံကိန့်ခွဲနေကြောင်းပြောကြားခဲ့ပါတယ်။သူကလွှဲပြောင်းမှုကိုဘယ်နှစ်ဘယ်ချိန်မှလှုံ့ဆော်မလဲဆိုတာကိုတော့လုံခြုံရေးအကြောင်းပြချက်ကြောင့်ထုတ်မပြောခဲ့ပါဘူး။ 2022ခုနှစ်တုန်းကရှီကိုဖမ်းဆီးခဲ့ချိန်မှာရဲတပ်ဖွဲ့ကသူဟာငွေညှင်းမှုအွန်လိုင်းလောင်းကစားမှုငွေကြေးလိမ်လည်မှုလူမောင်ကိုမှုတွေနဲ့လဲရှက်နွယ်ပတ်သက်နေကြောင်းပြောကြားခဲ့ပါတယ်။ဆလပီကြောင်မဲမျိုးကိုစစ်တပ်လေးချောင်းတိုက်ခိုက်လို့ဘုံကြီးတစ်ပါးပြန်လုံတော်မူတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးနယ်ကောပောင်ကျေးရွာကိုအာနာသိန်းစစ်ကောင်စီတပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ဘုံကြီးတစ်ပါးပြန်လုံတော်မူသွားကြောင်းတောင်းတမတော် TNL ကထုတ်ပြန်ပါတယ်။ အော်တိုဘတ်လ24ရက်ညနေ4နာရီလောက်မှာစေကောင်စီကတိုက်လေရင်နဲ့ဖုံးနာခြေတာလို့ဖော်ပြထားပြီးလူထိခိုက်ဒေဆုံမှုရှိခဲ့တယ်လို့အသေးစိတ်အချက်လက်တွေထပ်မံဖော်ပြသွားမယ်လို့အတည်ပြုပါတယ်။စေကောင်စီတပ်ဟာ TNL ထိန်းချုပ်ထားတဲ့ကြောင်မင်းနဲ့ဒီဘောမျိုးတွေကိုပြန်လည်ရယူထားနိုင်ပေမယ့်မျိုးနယ်အတွင်ခြေရွာတွေကိုလေးချောင်းဖုံးခြေတာတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။အော်တိုဘတ်၁၈ရက်ကလည်းကြောင်မင်းမြို့စက်တမိုင်ရွာကိုစစ်ကောင်စီပုံကျဲလို့တန်ကားနှစ်ပါးထိခိုက်ခဲ့ပြီးနောက်ပိုင်းမှာနှစ်ပါးစလုံးဖြင့်လွန်တော်မူခဲ့ပါတယ် စစ်ကောင်စီဟာ TNL ထိန်ချုပ်မြို့ရွာတွေကိုလေကြောင်းစစ်ဆင်ရေးတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပြီးအခုအောက်တိုဘာ24ရက်တာအတွင်းလေကြောင်းကနေအချိန်ပေါင်း40ခန့်ဖုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခဲ့လို့ကလေးငယ်နဲ့တန်ကာ3ပါအပါဝင်ပြည်သူ90ဦးနှိပါတိတ်ဆုံးက60ကျော်ဒဏ်ရာရရှိခဲ့ကြောင်း TNL ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။စစ်ကောင်စီတပ်ဟောင်းနိုင်ငံတော်ဝန်လေချောင်းဖုံးကျဲတိုက်ခိုက်တာတွေနေ့စဉ်လှုပ်ဆောင်နေပြီးအထူးသဖြင့်အရက်သားပြည်သူနေထိုင်ရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးလက်နက်ခဲယံရိတ်ခါအပြည့်တင်လာသည့်စစ်ကောမရှင်ဤစစ်တင်းဘောအုပ်စုအေယာဝတီမြေကြောင်အတိုင်းစတင်ထွက်ခွာရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်ကောမရှင်ဤလက်နက်ခဲယံနှင့်ရိတ်ခါအပြည့်တင်လာတဲ့စစ်တင်းဘောအုပ်စုအေယာဝတီမြေကြောင်အတိုင်းတက်လာနေကြောင်းသိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ22ရက်နေ့နဲ့အစောပိုင်းကမန္တလေးခေါဝန်စိတ်မှနေ၍စစ်ကောမရှင်ဤစစ်ရရင်အုပ်စုအေယာဝတီမြေကြောင်အတိုင်းတက်လာရာမရီယာမြို့အနောက်ဘက်ခြမ်းသို့ရောက်ရှိလာကြောင်းတရင်ရင်းမြစ်ထံမှသိရပါတယ် စီရင်အုပ်စုကဗမော်အထိတက်နိုင်ဖို့တော့မရှိပါဘူး။တပိတ်ချင်းဘက်အထိကတက်မယ်ခံမှန်းပါတယ်ဟုတရင်ရင်မြက်ကတရင်ဌာနကိုပြောပါတယ်။တပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်ကားလမ်းပေါ်ရှိဖော့တော်လမ်းစုံကိုစစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်မိုးကုတ်ကိုဆက်တက်ရန်ပြင်ဆင်နေပြီးအဆိုပါစစ်သည်မော်များမှတပိတ်ချင်းအထိတက်ပြီးလက်နက်ခဲယံများပို့ဆောင်မည်ဖြစ်ကြောင်းသိရပါတယ်။ စစ်ကော်မရှင်သည်ဖော့ထော့လန်ဆောင်ကိုလေးချောင်းပစ်ကူအင်အားဖြင့်ပြက်လက်ထိန်းချုပ်ပြီးနောက်ဖော့ထော့အောက်ဘက်ရှိဇယက်ကွင်းကိုပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ22ရက်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မရီယာနဲ့တပိတ်ချင်းမျိုးနယ်များကိုအပြေအဝပြက်လက်ထိန်းချုပ်ရန်ကြိုးပမ်းနေတဲ့စစ်ကော်မရှင်ကလူအင်အားနဲ့လက်နက်ရိက္ခါတို့ကိုရေချောင်းမှထောက်ပို့ရန်ပြင်ဆင်လာခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်သည်ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်းအီယာဝတီမြစ်ကြောင်းတစ်လျှောက်ရှိပြူစော့တီစက္ကန့်များနှင့်စစ်ကော်မရှင်တပ်စက္ကန့်များတို့စစ်ရေးရင်များပြက်လက်နက်ခဲယံများပို့ဆောင်ခဲ့ပူးသည် ်ထိုသို့ပို့ဆောင်နေစဉ်ရဟတ်ရင်နှင့်စက်တက်လီဒီများကမြေချောင်းတလျှောက်ရှိကြီးရွှမ်းများကိုဘုံကျဲခြင်းစစ်သင်္ဘောများမှလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်စစ်ကောမရှင်အစိုးရစစ်သင်္ဘောများသည်ဩဂုတ်တရက်နေ့တွင်ဗမော်မြို့တွင် စိုက်ကပ်ခါမြို့တွင်ကိုလူအင်အားလက်နက်ခရန်ထောက်ပို့ပြီးနောက်စစ်ရေးအခြေအနေအသာစီးပြန်လည်ရရှိခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်ဆလပီနံပါတ်2မြို့တို့ရေပြင်စစ်ကြောင်းအပြင်လေးကြောင်းပစ်ကူပြင်ပါစစ်ကော်မရှင်တပ်ဝင်ရောက်လာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စစ်ကော်မရှင်တပ်သည်ဒီပေါ်မြို့ကိုသိမ်းပိုက်ပြီးနောက်နံပါတ်2မြို့နယ်အစက်တီမြေပြင်စစ်ကြောင်းတိုးလာကလေကြောင်းမှပါပစ်ကူပေးနေတာဖြစ်ကြောင်းသိရပါတယ်။စစ်ကော်မရှင်ဤစစ်ကြောင်းများသည်ပြီးခဲ့တဲ့အောက်တိုဘာ22ရက်ညနေပိုင်းတွင်ဒီပေါ်နှင့်နံပါတ်2မြို့နယ်အစက်ရှိမိုးတေကျေးရွာအနီးမိုးတေတရာအထိရောက်ရှိလာကြောင်းသိရပါတယ်။22ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းမိုးဒီတရာတိရောက်လာလို့ TNL နဲ့တိုက်ပွဲပြင်းထန်တန်ဖြစ်ခဲ့တဲ့ဟုဒေသခံသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ် စစ်ကော်မရှင်ရဲ့စစ်ကြောင်းအချို့သည်နမတူမျိုးနယ်အဆက်အပြင်မန်တုံမျိုးနယ်ဘက်သို့ပါ UTP စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။တီဘော်မျိုးကို UT တိုက်ခိုက်စဉ်ကတည်းကနမတူနဲ့မန်တုံမျိုးတို့ကိုပါစစ်ကြောင်းထိုးရန်စီစဉ်ထားခြင်းဖြစ်ပြီးအဆိုပါမျိုးနယ်များကိုလေကြောင်းမှနေ၍ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ထားပါတယ်။စစ်ကော်မရှင်သည်ရှမနီအောက်တိုဘာ23ရက်ည8:49မိနစ်အချိန်ကလည်းနမတူချောင်းတောင်ဘက်ကမ်းရှိတာဒလဝင်းနန်းရက်ကွက် အလုတ်ခွင်တင်းနန်းချောင်းဘက်ကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်စစ်ကော်မရှင်သည်ရှမ်းမြောက်ရှိတပ်အောင်အမျိုးသားလုံမြောက်ရေးတပ်မတော် DNL သိမ်းပိုက်ထားရမြို့နယ်များကိုမြေပြင်စစ်ကြောင်းမထိုးခင်ကတည်းကလေကြောင်းမှပစ်ကူပြီးနေမြေရှင်းလင်းမှုများလှုပ်ဆောင်လျက်ရှိသည်လက်ရှိတွင်နောင်ချိုကြောင်မဲနှင့်တီဘောမြို့နယ်များကိုသိမ်းယူခဲ့သည့်စစ်ကော်မရှင်ကနံပါတ်2နဲ့မန်တုံမြို့နယ်တို့ကိုပါသိမ်းယူရန်ဝေဟင်မြေပြင်စစ်ကူများဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာနေခြင်းဖြစ်ပါသည်ကျမတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။